ဒီညဗိုလ်မိုက်ခဲလိုက်ကတော့တကယ်ကိုမျော်မှန်းထားတာတဲ့ကိုအများကြီးပူရပါတယ်ကျွန်တော်လိုက်နှစ်နာရီလွှင့်မယ်ဘတ်တသိန်းဒီပါလောက်ရနိုင်တယ်ကျွန်တော်ထင်ထားတာပေါ့နော်ဘာလို့ဆိုတော့လာကုန်ရက်ပြအခုဒီလိုရက်မျိုးပါဟိုပြတ်တုံးလက်တုံးဆိုတော့23ဆိုတော့ဟာမျိုးလိုပဲเนาะဟိုပတ်စံမထွက်ကြသေးဘူးလက်သေးကိုပတ်စံကုန်းနေတဲ့ရက်တွေမှာကျွန်တော်ကရက်ကိုမတွက်နိုင်ဘူးလွှင့်လိုက်တယ်ဒါပေမဲ့မထင်မှတ်ထားလောက်အောင်ဝင်းရံမှုရတယ် ထိုင်းဘတ်တီတီလှူတာတင်အားလုံးပေါင်းဘန်းဝင်နှစ်သိန်းကျော်ပါတယ်ကျွန်တော်စရင်ခုပေါင်းနေတယ်ဟိုမှာဘုံမှန်ခဲတဲ့ခွဲနာယကကြီးရဲ့ခုနေ့လမ်းမှာမို့လို့တဲ့လမ်းပြီးဖုံးဆက်တယ်အဲ့တော့သူတို့စရင်ပေါင်းပြီးကျွန်တော်တီးတန်အားလုံးပေါင်းဘယ်လောက်ရတယ်ဆိုတော့ပြန်လေချင်းညာပေးမှာပဲနော်အဲ့တော့ဓမ္မကြီးလိုက်ဒါတီတူတွေဒီတော်လိုင်းမှာတွေးအေးလားမအေးဘူးလားဆိုတာအဲ့ဒါဒီညကျွန်တော်တို့ဘုံမှန်ခဲလိုက်ကတက်တယ်ပဲနော်အခုဒီမှာဒါ Union Brother အပြောပဲ sorry PSU network ဒီမှာလကုံရက်တောင်မှလှူတဲ့စရင်ကိုကြည့်လိုက်ဒါခနဲ့ဒါ22ရက်နေ့ နှစ်နှစ်ရနေတနေတယ်ဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်အဲ့ဒါနှစ်နှစ်ရတနေတယ်နော်ဒီမှာဒါနှစ်နှစ်ရနေဒီမှာ25ရနေဒီမှာ25ရနေနော်ပြီးရင်ဒီမှာ24ရနေဒီမှာ24ရနေနော်ပြီးရင်ဒီမှာ23ရနေကဲဒီလိုရက်တွေဆိုတာဒါဟိုငွေတွေပြတ်နေတဲ့အချိန်ဗျာဒီမှာကြည့်လိုက် เนาะအဲ့ဒါဒါက PSC network အဲ့တော့ခင်ဗျားဘုံမန်ကဲလိုက်ထဲမှာကျွန်တော်လာမေးကြတယ်ဟိုလက်စင်လှူကျင်နေ PSC network ဘယ်လိုလှူရလဲဆိုရင်အခုကျွန်တော်ပုံပြထားတဲ့ PSD network pay messenger ကနေဆက်သွယ်တော့ပါဒီ PSC network ကိုဘာကြောင့်ထည့်ထိုင်းကျင်နေဆိုတော့ကျွန်တော်အမြဲပြောသလိုပေါ့နံပါတ်1ဘယ်ကောင်မှခိုးလို့မရဘူးဒီစနစ်ကနော်ငွေကြိုင်နှန်းတာတယောက်စီးရင်ကြိုင်နှန်းတာတယောက်တာဝန်ခံနှန်းတာတယောက်နော်ပြီးလို့ရှိရင်နံပါတ်2ကကျွန်တော်တိတ်ခါရှိဆိုရတယ်ကျွန်တော်တော်လိုက်ရင်မှာပါဝင်ကူညီနိုင်တယ် အာသေးတွေလိုက်အခန်းတွေလိုက်ပြီးနေဘူးဇကလိုက်ဖလားသလုံးနဲ့နော်အလူခံပြီးတော့မှကျွန်ပို့เสียမှာလို့လာကုံလာနဲ့တွတ်တူတောင်းဝင်တိတဲ့ပြည်သူတွေကတောက်လျှောက်သူတို့ငွေသူတို့လွှဲပြီးွားပြီဒါတစ်ချက်နောက်တစ်ချက်ကြတော့တယောက်ကို200ဘတ်ဆိုတော့ဗျာမိကလေးဆိုရင်မိကတ်တဘူးစာပဲရှိတယ်ယောက်ျားလေးဆိုရင်ဘီယာ3လုံးစာပဲရှိတယ်အဲ့တော့တလလုံးနေမှဒီဘီယာလေး3လုံးရွှတ်တောက်ပြီးတော့ရွက်200ထည့်လိုက်တယ်တခုခုအခက်အခဲဖြစ်လာတယ်ကိုယ့်ကိုပြန်လဲကူညီပေးလို့ကောက်ရိုးတမင်ရှိတယ် ဘာမှအခက်အခဲမရှိဘူးအခုလက်ရှိကျွန်တော် BSC အဖွဲ့ဟာတလဝအဖွဲ့20 30လောက်တော့ဆောက်ချနေတာပေါ့နော်အဲ့တော့အဲ့ဒီအဖွဲ့ထဲမှာတခါကျရင်တလလုံးနေလို့တယောက်မှမကူညီရတဲ့လားရှိတယ်။နောက်ထဲတဲ့လူတွေအားလုံးကလေးစားဖို့ကောင်းတာကတော်လှန်ရေးအတွက်ဆိုတဲ့စိတ်နဲ့ထည့်ထားကြတာဖြစ်တဲ့အတွက်တလလုံးနေတော့မှကျွန်တော်တခါကျရင်မကူညီရတဲ့လားရှိတယ်။ဒါဘလို့ဖြစ်ဖြစ်နော် ခဏစရာခိုင်တော့ကျွန်တော်ပြည်တွင်းကိုပို့တယ်အဲ့လိုပို့တဲ့နေရာမှာလဲလက်တင်ရစတော်ခေါ်ကိုနဲ့ယင်းကြီးတဲ့အဖွဲ့ကိုပေးတယ်ဟာမျိုးကျွန်တော်မလုပ်ပါဘူး MOD စစ်ရုံးချုပ်စစ်ရေးဌာနကပေးတဲ့စည်ရင်တိုင်းနဲ့ပြည်နယ်အခုကျွန်တော်တို့ကတိုင်းတစ်ခုပြည်နယ်တစ်ခုကိုဘယ်နှဖွဲ့တော့ပေးပါဆိုရင်လေးဖွဲ့ဆိုလေးဖွဲ့အဲ့လိုပေးလိုက်တယ်အဲ့ဒီစည်ရင်ကိုမှကျွန်တော်တို့ကပြန်မဲနိုင်ပြီးတော့ချပေးတာတိုင်းနဲ့ပြည်နယ်အနှံ့အဲ့ဒီပုံစံမျိုးသွားတာဖြစ်တဲ့အတွက်ပြန်လဲပြည်တွင်းကိုပြန်ပို့တဲ့နေရာလဲတိုင်းနဲ့ပြည်နယ်မျက်မျက်သားသားရှိတယ်နောက်တစ်ခုကတော်လိုင်းအတွက်လဲတကယ်ကိုအကျိုးရှိတယ် ့ MOD ကိုကျွန်တော်တို့စရင်တောင်းဝင်မဲ့ငွေကိုအောက်ခြေထိကျွန်တော်လက်ထဲထိထည့်ပေးတာနော်ဟိုဘယ်လိုပြောမလဲဗျာတခုတည်းကိုခြုံပြီးတော့အာနာရထားတဲ့လောက်ခွင့်ရထားတဲ့အရာ PSC မှာမရှိဘူးထောက်ပို့တယ်မရှိလဲလုံလို့ရတယ်ကျွန်တော်တောင်းဝင်ခံထားတဲ့ဆိုရင်မဲ့ကျွန်တော်ကတောင်းဝင်ခံတတ်တယ်ပဲဒီစရင်တွေဆွဲတာစရင်ကောက်တာဆိုတာ PSC ရုံးခွဲဟာစရင်ကောက်တယ်စရင်ကန်စရင်ကန်တတ်တယ်ကိုထည့်လိုက်တဲ့ငွေဥစ္စာမှာတို့ကလည်းဒီမှာကြည့်လိုက်နော်တို့ဘန်စလစ်တွေနဲ့တို့တနေ့စာတနေ့စာအဲ့လိုဆွဲရတယ်အမှ လူဦးရေဘယ်လောက်ရှိတယ်အဲ့လိုဘန်စလစ်ဒါကြောင့်မလို့စလစ်တွေပို့တဲ့နေရာအဲတရားဆိုတရားစနစ်တကျပို့ပေးပါလို့ကျွန်တော်ပြောရတယ်အဲ့တော့ဒါတွေကကျွန်တော်တို့ဘသူပဲလာလို့လို့ကျွန်တော်လုံးမမဟုတ်ဘူးကြိုက်တဲ့လူလာလို့ဘသူမှပို့ချိုးရှာလို့မရအောင်ရှာပြဒါကြောင့်မလို့ PSU network ကိုဝင်းရံကြပါနိုင်တဲ့နေရာကပါဝင်ကြပါလို့ပြောတာဒါကြောင့်ပြောတာအခြားနိုင်ငံတွေကို ဟိုကျွန်တော်တို့လက်မခံသေးဘူးဆိုတော့အခြားနိုင်ငံတွေကြောင့်ကျွန်တော်မနိုင်သေးဘူးငွေလက်ခံမဲ့အပိုင်းရယ်ပြန်လဲကူညီပေးတဲ့အပိုင်းမှာအခု loss တဲ့အထိုင်းတနိုင်ငံကိုပဲကျွန်တော်လက်ခံတာဖြစ်ပါတယ်အဲ့တော့ဒီနေ့လိုက်မှာဝင်းရံတွားတဲ့တူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် PSG network မှာလည်းလက်စင်ထက်ဝင်နေတဲ့တူတွေအားလုံးကိုလည်းလေးစားပါတယ်နော်တော်နိုင်နဲ့ပတ်သက်လို့ခုနကလိုက်ထဲမှာဘုံမိုက်ခဲနဲ့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကိုဂျိုးစီးပွားရှာနေတယ်နော်ဒီတော်လန်ရေးကိုခုတုံးလုပ်ပြီးတော့ ကျွန်တော်ဒီပြည်သူတွေရဲ့ငွေကိုချွေးနှဲစာကိုကျွန်တော်ကိုကျိုးစည်းဘွားအတွက်အတုံးပြုတ်နေတယ်ဆိုရင်လုံးဝတင်ကြီးမခံပါနဲ့တော့တခါတည်းပြောတော့အဲ့တော့ဒီတော်လန်ရင်းမှာကျွန်တော်ထောက်ဖို့တွေအများကြီးလိုအပ်တယ်အခုလိုနေတာပါလေငွေတော်လန်ရင်းဘာကြောင့်မပြီးတာလဲငွေမရှိလို့ဆိုတော့အဲ့ဒီငွေမှာတကယ်စိတ်ရင်းနဲ့လုံနေတဲ့မှန်မှန်ကန်ကန်စနစ်တကျလုံနေတဲ့ထောက်ဖို့တွေကိုဝင်းရံပေးပါအဲ့ဒီတူတွေကိုတိုက်ခိုက်လာမယ်ပြောဆိုလာမယ်ဆိုရင်အပြည့်အဝဝင်းရံပေးကြပါ ကိုဂျိုးရှာနေတယ်အကိုစီကိုဂျိုးရှာနေတယ်စော်ပစ်လုံးဝဟိုပါဆက်ပြောမပြောချမ်းနဲ့တကယ်လက်တွေ့ကျက်ကျက်နောက်ဆုံးဖမ်းပြီးရှင်းလို့ရရှင်းမလိုက်ရပြီးတော့ကျွန်တော်တို့ကျွန်တော်ရှင်းမလိုက်မကောင်းဘူးလားဒါဆိုရင်တကယ်တော်လိုင်းရဲ့ဘယ်နှစ်ကြာကြာကျွန်တော်တို့မနိုင်စရာအကြောင်းမရှိတော့အခုဟာကလေဖန်းဒန်းစီထီထန်လန်းလျှောက်တဲ့လူကများတယ်ဟမ်ဟိုအခွင့်အရေးလိုချင်တဲ့လူပါတယ်ကိုဂျိုးရှာတဲ့လူတွေပါတယ်တကယ်လုံနေတဲ့လူတွေပါတယ်လေအဲ့တော့ဒီကိုဂျိုးရှာတဲ့လူတယောက်နှစ်ယောက်ကို ်ထင်တာဆွပြောကြမယ်ဆိုရင်တကယ်လုံနေတဲ့ဒူတွေဘလောက်နစ်နာမလဲဒါလေးကိုအားလုံးသိစေချင်ပါလေအဲ့တော့တချို့တည်းဆိုရင်အလုတ်ပဲ့ရဲ့လေးတနေ့တောင်မှမနာဘူးတင်းဝင်နေတဲ့တနေ့အလုတ်နားရတယ်နော်နေ့တိုင်းအလုတ်ယုံစင်းဒါအဲ့ရဲ့လေးအိတ်ရှင်တာပေါ့ရှော်ဖို့လှုပ်ရှင်တာပေါ့ကိုယ်ခမ်းမကိုဒါမလှုပ်ကြဘူးအပြင်ထွက်ပြီးတော့အလူခံတဲ့ရတဲ့ငွေကိုတိုင်တက်ဖို့ပို့ပေးနေတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အဲ့လိုထောက်ပို့မျိုးတွေကျွန်တော်တို့ကဝန်းရံပေးရမယ်ကူညီပေးရမယ်နောက်ပြီးတော့ထောက်ပို့တွေများများထွက်လာအောင်ကျွန်တော်ဝိုင်းကြိုးစားပေးရမယ် တကယ်လိုအပ်နေတာဒီတော်လိုင်းမထောက်ဖို့ပဲเนาะဘာလို့လဲဆိုတော့ကီးဘုတ်တည်းကျွန်တော်လိုနေတာမဟုတ်စစ်ဘေးရှောင်လက်ရှိမြန်မာပြည်မှာစစ်ဘေးရှောင်စကန်းတွေတပုံကြီးပြည်တွင်းထဲမှာရှိတဲ့ပလာဟိတဓမားတွေတထေးတွေဘဒူးလှူတဲ့ကြားတဲ့စစ်ဘေးရှောင်အ ਨੇ အချင်းတော့တယောက်တည်းလှူရလာဝက်ရှိရှိနေမယ်ဒါတော်မှဟိုပြောပါတော့တာမဟုတ်ဘူးတကယ်ပြည်ပရောက်တွေပဲကူညီနေရဘာလို့ဆိုတော့တို့ကြောက်တယ်လေစစ်ဘေးရှောင်တော့မှတို့မလူရဲဘူးเนาะအဲ့တော့ပြည်တွင်းကဒီမာကဘလို့ဖြစ်နေဆိုတော့လူတန်းသား200ဖြစ်တယ်တရက်က ဒီဒီကောင်တွေကိုခွေးကောင်တွေကိုမကြိုက်ပေမဲ့တိတ်မိတ်ပြီးတော့ခံစားနေရတဲ့တရက်ကြံတဲ့တရက်ကတော့အခုနော်အမှုပညာတွေတွေလို့ဒီခွေးတွေနဲ့မျက်နှာပြောင်တိုက်ပေါင်းပြီးတော့ဘာကိုကြိုးရှာမလဲဆိုတဲ့တရက်အဲ့တော့ကျွန်တော်တို့ကနစ်နာနေတဲ့ပြည်သူတွေကိုလည်းကျွန်တော်တို့စောက်ရှောက်ဖို့လိုသလိုအဲ့ဒီကိုကြိုးရှာနေတဲ့ကောင်တွေကိုကျွန်တော်ပြက်ပြက်သားသားတုံ့ပြန်မှုလိုတယ်အဲ့ဒီတုံ့ပြန်မှုအတွက်ဒီကျွန်တော် budget ပဲ budget ရှိမယ်ဆိုရင်အရာရာကိုကျွန်တော်လုပ်လို့ရတယ်ဘတ်ဂျက်ဒီအဓိကဒါကြောင့်မလို့ဘတ်ဂျက်ရှာဖွေမဲ့ ထောက်ဖို့တွေမြန်မြန်ပေါ်ထွက်လာအောင်ဝိုင်းပြီးစီလုံးပေးပါဝိုင်းကြိုးစားပေးပါတော့ထောက်ဖို့အချင်းချင်းတိုက်ခိုက်တာတွေလုံးဝမလုပ်ပါနဲ့ဘာဖြစ်လို့လဲတော်လိုင်းပြီးလားမှတ်ထားအဲ့ချိန်ကျမှရှင်းွာအရှင်းချင်းကျွန်တော်ဆိုရင်လေဘလောက်ပဲမုန်းတဲ့ယွန်တဲ့လူဖြစ်နေပါစေတော်လိုင်းလုံနေတယ်ဆိုရင်စိတ်ထဲမှာတော့တူယွန်တယ်ကြည့်မရအောင်ဒီကောင်စိတ်တဲ့အကျင့်စာကြီးတဲ့တူရဲ့လောက်ရောက်တိထားတယ်ဒါပေမဲ့တူကတော်လိုင်းကိုကူညီနေတာဖြစ်လို့ရှိရင်တောင်းတော့ဟောင်းမတိကြောင်ဆောင်ပေးဘာဖြစ်လို့လဲသူတယောက်ဒီတော်လိုင်းကိုအထောက်အပံ့ပြုနေတာ ကျွန်တော်ကသူ့ကိုမကောင်းလို့စော်ပလိုက်မယ်။ तू ကထောက်ဖို့လောကနေပြောက်သွားမယ်ဆိုရင် तू ထောက်ပံ့နေတဲ့အဖွဲ့အစည်းကိုကျွန်တော်ထပ်ပြီးတော့ထောက်ပံ့မနိုင်ဘူး။ဟုတ်တယ်နော်ကျွန်တော်လည်းကျွန်တော်နိုင်တော့ကျွန်တော်လုပ်မယ်။ तू လည်းသူ့နိုင်တော့ तू လုပ်မယ်။အဲ့ဒီအတွက်ထောက်ဖို့အချင်းချင်းဟာဘာလို့ကောင်းမလဲ။ကာကွယ်ပေးရမယ်၊စီလုံးပေးရမယ်၊ညီညွတ်ပေးရမယ်။အေးကိုချိုးရှာတယ်ဆိုရင်ဘယ်နဲ့မှပြောဘလို့ဘလို့အချက်တည်းစော်ပြစ်အာမနာနဲ့အဲ့လိုမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဆွဆွဲနေတယ်ပုတ်ခတ်နေအောင်ဆိုရင်တော့တကယ်လှုပ်တဲ့သူတွေစိတ်သက်ကြပြီးတော့တခိုးတွေကကိုချိုးရှာပါလိမ့်မယ်။နော်အဲ့တော့ရန်သူကိုရှုံးမတော့ပါနဲ့။ နော်ဘလောက်ပဲကိုယ်တွေနိုင်ထားနိုင်ကြပွဲမသိမပြီးရင်ဘယ်တော့မှရှော့မတွေ့နဲ့ကျွန်တော်တို့တွေစီးလုံးဆိုတာနဲ့တုတ်ပြန်နိုင်မှဒီရန်သူကိုနိုင်မှာပါရန်သူကတလန်းချင်းတွားနေတာနော်ရှုံးနေတာကရန်သူပြက်တနာပြက်တက်ပြီးအချင်းချင်းစိတ်ဝမ်းကွဲနေတာနိုင်တဲ့ကျွန်တော်တို့တကယ်ကိုယ်တွေသာရှုံးနေမှာဆိုဘလောက်ဖြစ်တာမှလည်းမသိဘူးနော်ဒါကြောင့်မလို့လုံနိုင်တဲ့နေရာကပေါဝင်ကြပါပြစ်နိုင်ရင်တော့ဒီလိုမျိုးစနစ်တစ်ခုကိုတိဆောက်ကြပါအခြားနိုင်ငံတွေမှာလည်းနော်အဲ့တော့ပြန်လဲကူညီပေးလို့ရရတယ်ပြပရောက်ပြီးဦး ပြီးလို့ရှိရင်တိုင်းပြည်အတွက်လည်းစနစ်တကျစီးစင်းတဲ့အတွက်ဒီ PSC network မှာနိုင်တဲ့နေရာကဝင်းရံမှာလို့ကျွန်တော်တို့တိုက်တွန်းတယ်ဒါပေါ်တင်ပြောတာပါဘာဖြစ်ဆိုလဲတာဟာအားလုံးရဲ့အနာဂတ်အတွက်ပဲကျွန်တော်တို့တိတ်ခါရှိသွားမဲ့တော်လှန်ရေးကိုဘယ်နှစ်နှစ်ကြာကြာကူညီထောက်ပံ့နိုင်တဲ့စနစ်မို့လို့တိုက်တွန်းတာပါเนาะအဲ့တော့ PSC network နဲ့ဝင်ကြည့်ရင်ကျွန်တော်အခုပြထားတဲ့ PSC network ပေးရဲ့ messenger ကိုတော် messenger ကတော်ပြီးတော့ member ဝင်ကြည့်လို့ပါဆက်သွယ်လို့ရှိရင်လိုအပ်တဲ့အချက်အလက်ကိုရုံးဖွဲ့ရတောင်းနိုင်တယ် အဲ့ဒီအချက်လက်တောင်းတဲ့နေရာမှာအဖေနာမည်အမေနာမည်တောင်းလို့ဆိုပြီးချို့တရကြောက်ကြတယ်လုံးဝမကြောက်ပါနဲ့နာမည်တူနေနှစ်ယောက်ဖြစ်နေကျွန်တော်တို့ကအဖေအမေနာမည်နဲ့ခွဲရမှာမို့လို့ပါเนาะအဲ့ဒီအချက်လက်တောင်းပြီးရင်ကိုယ်ပိုင်နာမည်ကျလာလိုက်မယ်ကိုယ်ပိုင်နာမည်ကျလာတဲ့တလောက်200ထည့်လို့ရအောင်ပါပြီเนาะအဲ့တော့ PSC ပေလေးကိုတွေ့အောင်ကြာပါချို့တရကြောက်လို့ရှိရင်စာပို့လို့မရရင်နောက်ထပ် account တစ်ခုနဲ့ထပ်ပို့ကြည့်ပါเนาะနေ့တိုင်းစာတွေပြန်ပေးနေပါတယ်ကျွန်တော် PSC ရုံးဖွဲ့อ่ะเนาะထည့်ဝင်တဲ့ PSC member ဝင်တွေအားလုံးကိုလည်းလေးစားပြီးတံမိုးထားပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်